အတ္တနစီပြယံစင်ညာကိုကိုကိုမျက်နှိုးတဲ့တမိုးထားတယ်ဆိုရင်နတ်နံပပေနတန်ယူစီကိုယ့်ရဲ့နဲ့နှလုံးထဲမှာမကောင်းတဲ့စိတ်တွေဖြစ်စေနဲ့တဲ့။ဘာကြောင့်တိုက်တွန်းရသလဲဆိုရင်နာဟိတံသူလပံဟောတိဒုက္ခံဒုက္ကတာကာရိမဟုတ်တာလုပ်ပြီးကောင်းကျိုးချမ်းသာဆိုတာမရနိုင်ဘူး။မကောင်းတာလုပ်ပြီးအကောင်းရမယ်လို့တော့ဘယ်တော့မှမတွေ့နဲ့ မကောင်းတာလုပ်ရင်မကောင်းတာပဲရမှာပဲကောင်းတာလုပ်မှကောင်းကျိုးရမယ်ဆိုရယ်ကိုယ့်ရင်နဲ့နှလုံးထဲမှာကောင်းတဲ့စိတ်တွေဖြစ်အောင်ကြိုးစားအထုတ်ပါတတ္တမကရိယာကလေယာဏနိစ္စယတံ္ပရာယိကပုံညာနိပရလောကသမေပဋိဋ္ဌာဟောတိပါဏိနာကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေတတ်တဲ့ကုသကောင်းမှုကြိုးစားပြုပါတဲ့ကိုယ်တိုင်းတာကုသကောင်းမှုပြုတယ်ဆိုတာဟာ လူကြီးနေရာမှာကြီးလည်းပြောတာမဟုတ်ဘူးကုသိုလ်ကောင်းမှုတွေကိုအစင်ဆက်လိုက်ပြီးတော့ခြေလိုက်မယ်ငွေကြေးတဏမပါဘဲနဲ့ကုသိုလ်ဖြစ်တာတွေကများတယ်နော်ငွေကြေးတဏအသုံးချပြီးတော့လှူတဲ့ကုသိုလ်တစ်မျိုးငွေကြေးတဏအသုံးချလို့ရတဲ့ကုသိုလ်တွေမှာတော့ကြောင်းစောလှူတဲ့ကုသိုလ်ဟာအမြတ်ဆုံးလို့အဆောင်ဥပ္ပါလိဆောင်ဥစပ်ပြီးတော့လှူတယ်များတယ်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်က ဗုဒ္ဓံတရဏံကိသမိတမံတရဏမိမိရဲ့ဘဝကိုဖရာကိုအနန္တနဲ့တရားကိုအနန္တနဲ့တန်ခါကိုအနန္တဖရာအဆုံးမတိုင်းနေပါမယ်တရားတိုင်းကျင့်ပါမယ်တန်ခါတွေကိုလှူဒါန်းမှုဖြင့်ကုသိုလ်ကောင်းမှုလုပ်ပါမယ်ဆိုဒီတရဏဂုံတီးတဲ့ကုသိုလ်ဟာကြောင်းဆောင်လှူတဲ့ကုသိုလ်တွေမြင့်မားတယ်အဲ့ဒီတဲ့မြင့်မားခြင်းဘာလို့တော့ငါးပါးသီလကိုမကျူးမပေါင်းမပြောင်းမကြရအောင်တံပိုးထားပြီးတော့ ထိန်သိမ်းဆောင်ရှောက်ပါအဲ့ဒီတဲ့ပို့ပြီးတော့ကုသိုလ်ရရချင်သေးတယ်ဆိုလို့ရှိရင်မေတ္တာပွားပါမေတ္တာတော့ကဘလောက်ထိအောင်လျှော်စေးပေးထားတော့ဆိုနန္တာတရှူလေးလောက်ပဲဖြစ်အောင်ပွားကြည့်ပါတဲ့နန္တာတရှူဆိုတာတဏ္ခါလေးတွေးထားပြီးတော့လက်လေးတစ်ချောင်းနဲ့တဏ္ဍခါလေးကောယူပြီးတော့နှာဝကိုတိတ်ပြီးရှူလိုက်တဲ့အချိန်ပိုင်းလေးဟာတစ္ဆကံလေးပဲရှိမှာပေါ့နော် အဲ့ဒီအတိုင်းအတာလေးပဲဖြစ်စီတရားအားလုံးအစဉ်ပြေကြပါစေကိုယ်နဲ့ကိုယ်ပါဝင်ခြင်းမှာကိုယ်အများပေါ်မှာမုံတီးတဲ့ဒေါသမဖြစ်အောင်အဲ့ဒီချိန်လေးမှာမေတ္တာပွားပေးပါအဲ့လောက်ပွားရင်တောင်းပါပဲဒီမေတ္တာဘာဝနာ ကုသိုလ်ဟာခုနကပြောတဲ့တရဏဂုံတည်လာတဲ့ပုံမြင့်မြတ်သေးတယ်ဒါဖြင့်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ရှိသေးလားလို့ဆိုဣစ္ဆရာသင်္ကတမတ္တပိအနိစ္စသိညာဘာဝေတိ လက်ဖြစ်တတိအချိန်ပိုင်းလေးဖြစ်ပါစေကိုယ့်ကိုဆင်ញင်သုံးသပ်လိုက်ပါငါလည်းမမြဲဘူးငါပစ္စည်းတွေလည်းမမြဲဘူးတနေ့ကျရင်ငါတို့အလုံးထားသွားရမှာပဲအရာခတ်သိမ်းဟာဘယ်သူမှမမြဲဘူးသင်္ခါရတရားမှန်သမျှဟာဘေးအရာပဲဖြစ်ဖြစ်ပြောင်းလဲပျက်စီးခြင်းနဲ့ပဲကြုံရမယ်ဆိုရက်စဉ်းစားဉာဏ်ကလေးတစ်ခုဖြစ်အောင်ကြိုးစားလိုက်ပါဆိုတာဒါဝိပဿနာဉာဏ်ဖြစ်အောင်လုပ်ခိုင်းတာ ဆိုလို့တနေ့တစ်ခါလောက်တတိယပြီးတော့ကိုပိုင်တဲ့ပစ္စည်းတွေကိုကြည့်အေးတနေ့ကျတော့ငါတို့ဒါတွေထားခဲ့ရတနေ့ကျတော့ငါတို့ထားခဲ့ရပစ္စည်းတွေပိုင်ဆိုင်တာတွေကြည့်ပြီးနှလုံးသွင်းငါတို့ကိုယ်တိုင်ကလည်းစွန့်ပစ္စည်းကလည်းငါတို့ကိုစွန့်ငါတို့ကတော့ပစ္စည်းကိုစွန့်ဘဝဆိုတာဘယ်ရမှမတည်မြဲပါလားမန္တလေးမြို့ကြီးတည်ပြီးတော့ နတ်တော်ကြီးဆောက်ပြီးနေသွားတဲ့မင်းတို့မင်းကြီးပဲရှောက်တော့ရှိဘူးလေအဲ့ဒါလိုပဲဘဝဆိုတာမမြဲဘူးဆိုတဲ့အနိစ္စသင်ညာကိုဆင်ញင်တုံတရားနဲ့မကြမကြဆင်ញင်သုံးသက်ပေးခြင်းအပြင်ဝိပဿနာကုသိုလ်ဖြစ်ပါတယ်အဲ့ဒီဖြစ်လာတဲ့ဝိပဿနာကုသိုလ်သည်ကုသိုလ်ထဲမှာအကောင်းဆုံးလုပ်လို့ရတဲ့ကုသိုလ်ထဲမှာအကောင်းဆုံးပဲဒါဖြင့် စောရကတဲ့မယ်ဆိုရင်လူတွေအဲ့ဒါတွေတွေးရင်စိတ်ညစ်တယ်ပေါ့နော်အကုန်လုံးထားခဲ့ရမှာဓာရီတွေးစိတ်ညစ်တယ်လို့ထင်ကောင်းတယ်လေမဟုတ်ဘူးအတိညာနဲ့စင်ញင်သုံးသက်ကြည့်တာအမှန်အကန်ကိုစင်ញင်သုံးသက်ကြည့်ရမယ်ကြည့်လိုက်ရင်ဘလို့ကြိုးရအောင်ဆိုတွေ့တာမှုတွေယော့သွားတာဒါမှန်မယ်တွေ့တာမှုတွေယော့သွားကိုယ့်ကိုယ်ထာဝရဖြစ်နေတဲ့အတွေးဟာယော့သွားတယ်ဩငါတို့ကတခဏပါလား แต่ขณะสระนั้นเราชี้ชี้แล้วเราบอกว่าลาซาดีดีดีวันละเอริดีอัตมุชีได้เปล่าเนาะตัวดามูริโกโชชานไหนเนี่ยอดีเนี่ยมันตัวดามุโชชาตัวดามุโชชานไหนมาจีเนี่ยก็ตัวก็สุราโชชาลุยาเลยเส้นอาจีนลยกูเนี่ยมาไปเนี่ยไปซีด้วยเลยดูมันตัวกำเชกูมาดีเลยลุดเอาด้วยเลยไปรอ้มานตัวกำเชตัวกำเชดา ကိုနဲ့ခင်မင်းရင်းနှီးမှုကိုအကြောင်းပြုတယ်ကိုပိုင်ဆိုင်မှုကိုအကြောင်းပြုပြီးလူတွေဟာစိတ်ပူနေကြတာဖြစ်တယ်အဲ့ဒီစိတ်ပူမှုတွေကိုမခံစားချင်ဘူးဆိုလို့ရှိရင်တွေ့တာမှုတွေဖြောင်းလိုက်ပါစူးစမ်းပြီးတော့ဘာနဲ့ဖြောင်းမမြဲဘူးဆိုတဲ့သဘာဝတရားကိုဆင်ခြင်သုံးသပ်ပြီးတော့ရှော့ချပြီးဖြောင်းပါလို့ဒီနည်းဒီဆေးကလွယ်လွယ်တခြားနည်းမရှိဘူးလို့မြတ်စွာဘုရားဟောတာเนาะ